ိုးဖမများလုံးမင်္ဂလာပါကလော့ကွန်နာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါချန်ပီယံလိပ်ပွဲစဉ်လေးမှာတော့အာဆင်နယ်အနေနဲ့ကျွန်တော်တို့အစောဆုံးအနေနဲ့ကျွန်တော်ရှင်ပြန်တဲ့ပွဲမှာတော့သူအနေနဲ့အဝေးကမှတောင်းရရှင်ပြန်ပြီးပွဲတိုင်အောင်သူတို့အနေနဲ့ကျွန်တော်ကိုပြအနိုင်ရလက်ကိုပုံဟော်ပြီးတော့အဆင့်တစ်ကိုတက်လှမ်းလာတယ်လို့ပြောလို့ရတယ်ဒုတိယဒီနေ့ပွဲမှာတော့အဲတစ်ဖက်ကကျွန်တော်တို့အဝေးကမှတောင်းရရှင်ပြန်ပြီးတိုင်အောင်သူတို့အနေနဲ့တော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားတယ်လို့ပြောလို့ရတယ်ထို့သူတို့မှာကွင်းလေ မာဆိုလို့ဆိုရင်တို့အဓိကကစားသမားတွေအများစားကိုတို့အနာပေးပြီးတော့အဓိကအားဖြင့်ကျွန်တော်တို့ ticket right တယောက်လောက်ပဲကျွန်တော်တို့ senior ကစားသမားနဲ့ပွဲထွက်လာတယ်တိုက်ဆက်မှာဆိုရင်ကျွန်တော်တို့တို့အဓိကတိုက်ဆက်သမားဖြစ်တဲ့ဗရာယောဂရန်အနေနဲ့ဒိုင်းအနိုင်ငယ်ရတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့တို့အနေနဲ့ main တို့တို့အဓိကတိုက်ဆက်မှုထားပြီးတော့ဒီနေ့ပွဲမှာထောက်သုံးလာတယ်ဒီနေ့ပွဲကကျွန်တော်ကြည့်ရတော့ဆိုတော်တော်လေးဥမှ ကောင်းမွန်တဲ့ပုံစံလို့မြင်ရတယ်ထို့သို့ကျွန်တော်တို့ပထမပိုင်းမှာတည်းတို့အနေနဲ့ ပဏ္ဏတိတွေကရတယ်ပဏ္ဏတိရတာလည်းတိတ်ပြီးတော့မထူးဆန်းလို့ပြောလို့ရအထူးသဖြင့်တို့တို့တစ်ဖက်ကကျွန်တော်တို့အဲကစားသမားတွေရဲ့ကျွန်တော်တို့ဖြတ်ထုတ်မှုကမတေချာတဲ့ပုံစံမျိုးတွေပါအဲဒီကံလိုက်ရဲ့ကျွန်တော်တို့ကွန်နိုင်ရတာကိုကန်တင်လိုက်တဲ့အချိန်မှာတော့ကစားသမားအနေနဲ့ကျွန်တော်တို့အလက်ထိတ်တယ်ဆိုပြီးတော့ပထမပိုင်းမှာမနေကျွန်တော်တို့ပဏ္ဏတိရတယ်ဒီပဏ္ဏတိကိုပဲကျွန်တော်တို့အဲသူရဲ့အဓိကကစားသမားဖြစ်တဲ့စာကအနေနဲ့အဲကျွန်တော်ကောင်းဆုံးဆုံးသက်ပြီးတော့ပထမပိုင်းမှာ1 day ဆိုပြီးတော့ကျွန်တော်တို့ဥဆောင်ကိုတွေပါရတယ် ဒုတိယပိုင်းပြန်ဆတဲ့အချိန်မှာတော့ကျွန်တော်တို့အမ်တိတ်ပြီးတော့မကြာလိုက်ပါဘူး46မိနစ်ပဲရှိသေးတယ်ကျွန်တော်1မိနစ်လောက်ပဲရှိသေးတယ်ပြန်တော့မေဒွန်နိုနဲ့ကျွန်တော်တို့ဥဆောင်ကိုစားပြီးတော့ထပ်ပြီးတော့တွင်းတယ်ဒီကိုကလည်းတော်တော်လေးမှကောင်းမွန်တဲ့ပုံစံလိုပြောပြီးတော့တစ်ဖက်က transfer ရဲ့ပေးပို့မှုသူ့အနေနဲ့အတရာပဲပိတ်တွင်းပြီးတော့သူ့အနေနဲ့တူးစီဆိုပြီးတော့ဒီပွဲမှာကျွန်တော်မိနစ်90တောင်မှပြည့်တဲ့အချိန်မှာတော့စားပြီးတော့ဥဆောင်တယ်နောက်တလုံးကနောက်တလုံးကတော့ကျွန်တော်တို့ 68မိနစ်မှရသွားတဲ့ကိုပေါ့ဒီကိုကတော့ကျွန်တော်တို့အဲကွင်းလင်မှာကျွန်တော်တို့ပြည့်တယ်မောရတဲ့အလုံးကိုကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့ chicken rice ကနေကန်တင်မေးလိုက်တဲ့အလုံး main menu နဲ့ကျွန်တော်တို့ count တက်အဲတစ်ဖက်ကကျွန်တော်တို့အဲနောက်တန်းကစားသမားနဲ့ရှင်မျိုးသူနေနဲ့ count တိုက်တဲ့အချိန်မှာကိုသမားနဲ့တက်ပြီးတော့ဖမ်းတယ်ဒီကိုသမားလည်းတော်တော်ဆိုးဆိုးသွားပါကိုသမားတက်ဖမ်းတဲ့အလုံးဘယ်လိုဖြစ်လဲဆိုတော့တက်တော်တော်သူနေနဲ့ဖမ်းတယ်ဖမ်းလိုက်တဲ့အချိန်မှာ ဘေးကနေပြီးတော့ကိုသမားရဲ့ညာဘက်ဘေးကနေတော့ပြန်ကျလာတယ်ဆရာသမားကိုသမားလည်းတော်တော်ကောင်းတဲ့ကိုသမားပါသူနဲ့တက်ဖန်လာတဲ့အချိန်မှာကိုသမားကဘေးကနေနဲ့ကြလာတဲ့အချိန်မှာသူနေနဲ့ကိုးသွားတယ်။ဒီပွဲမှာတော့ကျွန်တော်တို့မိန်နူနဲ့နှစ်ကိုးတွင်းပြီးတော့တော်တော်လေးမှကောင်းမွန်တဲ့ပုံစံတွေကိုပြသထားနိုင်လို့ကျွန်တော်တို့ရဲ့ဒီကတိုက်ဆက်အစုပွဲဖြစ်တဲ့ trust ပေးရင်စာကာတို့အနေနဲ့လည်းတွင်းကိုးတွေရောကိုထပ်ပတ်မှုတွေရောရသွားတဲ့အတွက်ကြောင့်တော်တော်လေးမှကောင်းမွန်တဲ့အဝေးကွင်းရလဲလို့ပြောလို့ရတယ်။ ဒီနိုင်ဝဲကြောင့်မှာကျွန်တော်တို့အာဆင်နယ်နဲ့ကျွန်တော်တို့ချန်ပီယံလိပွဲစဉ်၄ဝဲကံပြီးသွားတဲ့အချိန်မှာ၄ဝဲစုံအနိုင်ရရှိထားတဲ့အသင်းသင်းဖြစ်လာတယ်အင်္ဂလန်မှာဆိုရင်ဒီမှာလည်းကျွန်တော်တို့အပြိုင်ပွဲဆိုမှဆိုရင်လည်းတို့တို့နေတာတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းပြမှုနေတဲ့အတူကျွန်တော်တို့ဒီနှစ်အဲချန်ပီယံလိမှာတော့အာဆင်နယ်နဲ့တော်တော်လေးမှအမ်ပပရရရှိခဲ့တယ်လို့ပြောလို့ရအထူးသူတို့ရဲ့ကစားသမားတွေဆိုရင်ကျွန်တော်နောက်တန်းမှဆိုရင်လည်းဒီဘက်မှာဂရာဗီယာတို့ကျွန်တော်ဆလီဘာတို့ဆိုရင်လည်းတိတ်ပြီးတော့ဒီဘက်မှာတိတ်ပြီးတော့ အလုံးမရှုပ်ခဲ့ဘူးလို့ပြောလိုက်တစ်ဖက်ကကျွန်တော်တို့အဲတိုက်စစ်စမှုကမရှိတဲ့လောက်လို့ပြောလို့ရတယ်သူတို့ဒါပေမဲ့ကျွန်တော်တို့အဲနောက်ဆုံးအခုကျွန်တော်ရှစ်ထက်ကြောင်းမှာတော့သူတို့အနေနဲ့ပနယ်တီပေးရမယ်အခြေအနေတွေဖြစ်လာတယ်ဗျအဲ့အခြေအနေမှာတော့ကျွန်တော်အဲလူသားဝင်ကစားသမားဖြစ်တဲ့ဘန်ဝိုက်တို့ဘာတို့အာနေပြီးတော့ကျွန်တော်ဖျက်လိုက်တဲ့အချိန်မှာတစ်ဖက်တိုက်စစ်ကစားသမားကို6000နဲ့ကန်တယ်ဆိုတော့ကျွန်တော်ပရမအောင်ဆုံးတော့ပနယ်တီပေးလိုက်တယ်ဒါမှလည်းကျွန်တော်တို့ဘီအာတွေပါပြန်ကြည့်လိုက်တဲ့အချိန်မှာတော့မဟုတ်ဘဲနဲ့သူ့အနေနဲ့ဘောလုံးကိုပဲထိန်းလိုက်တဲ့အချိန်မှာတစ်ဖက်က တိုက်ဆက်ကစားသမားနဲ့ဘောလုံးချင်းရှင်ပြီးတော့ကန်လိုက်တဲ့အချိန်မှာအာသူကဘောလုံးရင်ထိတယ်ဆိုပြီးတော့ကျွန်တော်ပတ်နေဒီမှာပြေးပြေးနဲ့ကျွန်တော်ဒီပွဲမှာတော့ကျွန်တော်ဘီယာနေရောပြန်ထက်လိုက်တယ်ဒီတိုင်းမွေးကြောင့်ပဲအာဆင်နယ်နဲ့တို့ကျွန်တော်တို့အဲနောက်ဆုံးရှင်ပြန်ထက်ပွဲတိုင်းလို့လို့နိုင်ရပြီးတော့သူတို့ကိုတွင်းကိုတွင်းမဲ့အတင်းတတင်းမှတော့ပေါ်ပေါက်မလာတဲ့အတွေ့အကြုံတွေတော်တော်လေးမှ common နဲ့ခြေစွမ်းနေလို့ပြောလို့ရတယ်တို့တို့ကျွန်တော်ချန်ပီယံလိချန်ပီယံလိအဆိုရင်တို့နေကျွန်တော်တို့အဲ အဆင့်တင်ပေါ့ဗျာအဆင့်တင်ဆိုတော့ဘာတက်ကြအောင်လဲကျွန်တော် PhD နဲ့ဘိုင်ယန်နဲ့ဒီညမှာကမ်းမယ်ဒီ PhD နဲ့ဘိုင်ယန်နဲ့တတင်းသွင်းရတာတကယ်လို့ဒါအာနိုင်ဝဲကိုပုံခေါ်နိုင်မယ်ဆိုလို့ရှင်တို့အနေနဲ့အဆင့်တက်ကိုပြန်လဲတလန်းလာမယ်လို့ပြောအဲ့လိုမှမဟုတ်ဘူးနဲ့နောက်တင်းလုံးတည်ရတာကြမယ်ဆိုလို့ရှင်အဆင့်အနေနဲ့ကျွန်တော်တို့အဆင့်တင်မှာဆက်လက်ပြီးတော့ဥဆောင်နေမယ်လို့ပြောလို့ရတယ်ကျွန်တော်ပြင်းပြလေးမှလည်းအဆင့်တင်ချန်ပီယံလေးမှလည်းအဆင့်တင်ပြီးလို့ရှင်ကာဗွန်ကပ်မှလည်းတော်တော်လေးမှအချိန်ကြီးကောင်းသွားပြီကျွန်တော်အာဆင်နယ်ကို ဘသူတားမယ်ချက်မင်းလေးမှဆိုရင်လို့ဆိုရင်တားနိုင်မှအတင်းရလဲတိတ်မရှိဘူးသူတားနိုင်မယ်ဆိုလို့အများဆုံးဆိုလို့ကျွန်တော်ပါရှိမယ် PG ရှိမယ်ပြီးရင်ပိုင်းမင်းနဲ့ရှိမယ် VS ရှိမယ် VS ဆိုတာမနေ့ကတော့သူတို့ရှုံထားရတဲ့အတွက်ကြောင့်တိတ်ပြီးတော့အချင်းနေတိတ်ပြီးတော့ခေါင်းတိတ်မခေါင်းလောက်လို့ပြောတယ် VS အနေနဲ့လဲမနေ့ကတော့ဒါတော့မှအဆင်နဲ့တိတ်ပြီးတော့ပုံစံကောင်းလေးမပြတာတိုင်းဒီနေ့မှပုံစံကောင်းလေးပြတာထားနေတဲ့အတွက်ကြောင့် VS လည်းသူ့ကိုတိတ်ပြီးတော့ထိမ့်သိမ့်နိုင်မယ်လို့လို့ငင်းဒီပုံစံနိုင်ဆိုလို့ဆိုရင်အဆင်နဲ့အနေနဲ့ကျွန်တော်တို့အမ် ကျွန်တော်128ကနေပြီးတော့ diet တက်လမ်းဖို့တော်တော်လေးဥမာတေးရသွားပြီလို့ပြောလို့ရတယ်ကျွန်တော်လေးဘက်ကံပြီးတော့တစ်ချိန်မှာလေးကိုအဲလေးဘက်သလုံးနိုင်မျိုးတို့အနေနဲ့79ရထားပြီးတော့9လုံးဝမှပေးရတယ်ဒီချက်ကတော်တော်လေးဥမာကောင်းပါတယ်ပြင်းပြလိမ့်မယ်ဆိုရင်ကျွန်တော်တို့3ကိုပဲပေးထားတယ်ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်ဗျာအဲမန်ချက်စတာစီးကိုသူတကူပေးရတယ်ပြီးလို့ဆိုရင်အာဆင်အာနျူကာဆယ်တကူပေးရပဲပြီးရင်လီဗာပူးကိုတကူပေးရဒီ3ကိုပဲပေးရတယ်ချက်မြင်လိမ့်မယ်ဆိုတကူမှတော့မပေးရတယ် တော်တော်လေးဥမာပြောရတာတိတ်တော့အဆင်မပြေဘူးဗျာသူမျိုးဖြစ်နေတဲ့ချိန်မှာတော့သူတို့အတွင်းကိုတေပါတယ်အတွင်းနိုင်မဲ့သင်ဟာမရှိတော့ဘူးလားပြင်းများလေးမှောပြီးရင်တော့ချန်ပီယံလေးမှောအစနေနေဒီနိုင်ဘွဲ့တော့တော်တော်လေးဥမာကျွန်တော်နင်းနင်းရဆိုရင်တစ်သင်းလုံးတိုင်းတားရဆိုတော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေလို့မြင်ရင်လည်းသူတွေအဓိကတိုက်ဆက်ကစားသမားမဖြစ်အမပါတိတိုင်အောင်ကျွန်တော်မနစ်ကလိုပဲကျွန်တော် main no အဓိကတိုက်ဆက်သမားကိုထားပြီးတော့သူတို့ကစားလာတယ်ပြီးရင်လူငယ်များပြောက်တွေနဲ့ထုတ်တုံးလာပြီးတော့သူတို့အနေနဲ့ ကစားသမား၃ခုရောက်သွားတဲ့အချိန်မှာတော့သူတို့အနေနဲ့လူစားပြောင်းလဲတွေကိုလုပ်သွားတယ်။အဓိကအဖြစ်သူတို့ရဲ့အဓိကကစားသမားတွေကဒန်ယာမင်းအောင်ဆိုပြီးတော့ဒီနေ့ပွဲမှာတော့လူငယ်ကစားသမားတွေပါတယ်နဲ့ထုတ်သုံးပြီးတော့သူတို့အနေနဲ့အဆင့်တစ်ကမှာဆက်လက်ရက်တည်ပြီးတော့ကျွန်တော်တို့နောက်တစ်ဆင့်ကိုတလှမ်းမှုတေချာတလောက်ပုံစံမျိုးရှိသွားတယ်လို့တော့ကျွန်တော်ကတော့မြင်နေညီကိုဒီနေရောဒီညရှင်မြင်သွားခြင်းအားတဲ့အဆင့်ရဲ့ဝေဝင်းပွဲရလက်ပေါ်ဘယ်လိုမြင်ကြလဲ ဝင်ရောက်စနေမှတ်ချက်ပေးတော့အစနေဖန်နေရတော့တော်တော်လေးဟိုမှာဒီပွဲနိုင်ပွဲကြောင့်တော်တော်လေးကိုပျော်နေလေလို့တော့ပြောလို့ရဖြစ်လို့ပေးကူလည်းမရှိဘူးကိုပြက်လို့လို့ပဲပွဲတိုင်းလို့လို့ရနေကြတော့တိတ်ပြီးတော့တော့ဆင်မပြေဘူးလို့တော့ကျွန်တော်တော့မြင်တယ်ညကိုတွေတော့ဘယ်လိုမြင်ကြလဲဝင်ရောက်စနေမှတ်ချက်ပေးတော့လို့ရပါတယ်လာရောက်ကြည့်ကြည့်ပေးတဲ့ညကိုတွေအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ပါဗျာ